ပရီးမီးယားလိဂ်ယာတီတအဖွင့်ပွဲစဉ်မှာမန်ယူနဲ့အာဆင်နယ်တွေ့ဆုံပရီးမီးယားလိဂ်ယာတီတပွဲစဉ်တွေရေးဆွဲထုတ်ပြန်ခဲ့ရမှာမန်ယူအသင်းဟာအဖွင့်ပွဲစဉ်မှာအာဆင်နယ်အသင်းနဲ့တွေ့ဆုံခဲ့ပါတယ်ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလာမယ့်ဩဂတ်လ15ရက်မှာစတင်မှာဖြစ်ပြီးချန်ပီယံလီဗာပူးနဲ့ဘုံမောက်တို့ပွဲစဉ်နဲ့စတင်မှာဖြစ်ပါတယ်မန်ယူဟာဩဂတ်လ18ရက်မှာအာဆင်နယ်နဲ့အိမ်ကွင်းမှာကစားရမှာဖြစ်ပါတယ်။အာဆင်နယ်ကတော့ယာတီတက်မှာ အဖွင့်ပွဲစဉ်10ပွဲအတွင်းမန်ယူမန်စီးတီးနျူကာဆယ်လီဗာပူးတို့နဲ့ကစားရမှာဖြစ်လို့အဲ့ဒီပွဲစဉ်တွေရဲ့ရလဒ်တွေကောင်းမကောင်းဆိုတဲ့အပေါ်မူတည်ပြီးအော်တိုဘာလမှာတင်အာဆင်နယ်ချန်ပီယံဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့လာရကိုမြင်ရဖို့ရှိနေပါတယ်။ဒါ့အပြင်ချန်ပီယံလီဗာပူးဟာဆာလက်ကိုအာဖရိကဖလားပွဲအတွက်လက်လွတ်ရမယ်2026ဇန်နဝါရီလအတွင်းမှာ အာဆင်နယ်အပါအဝင်ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရမှာဖြစ်လို့လီဗာပူးအတွက်လည်းအစမ်းသက်ခံရမယ့်ကာလဖြစ်လာဖို့ရှိပါတယ်။ ချန်ပီယံစုအတွက်အသင်းကြီးတွေကြားမှာအကျိတ်နဲ့ရှင်ပြန်ရမယ်အခြေအနေတွေပေါ်ထွက်လာမယ်ဆိုရင်တော့ပွဲစဉ်33နောက်ပိုင်းမှာအာဆင်နယ်နဲ့ဗီလာလိုအသင်းတွေအပါအဝင်ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့တွေ့ဆုံမဲ့မန်စီးတီးဟာအခက်ခဲဆုံးအနေအထားကိုကြော်ဖြတ်ရဖို့ရှိနေပါတယ်။